အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာအင်တာနက်အသုံးပြုခြင်းရဲ့ကောင်းကျိုးများအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အင်တာနက်အသုံးပြုခြင်းရဲ့ကောင်းကျိုးများဆိုတာတမိုးကြီးတဲ့ဤပညာတစ်ခုဖြစ်တဲ့အပြင်လူဘဝအဆင့်တိုးတက်ရေးမှာလည်းအရေးပါဆုံးသောအရာတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့ခေတ်မှာအင်တာနက်မရှိရင်ဘဝတစ်ခုလုံးတောင်ပြည့်ပြည့်စုံမှုမရှိနိုင်အောင်ဖြစ်နေပါပြီအင်တာနက်ကပညာရေးစီးပွားရေးဆက်သွယ်ရေးနဲ့အပျော်ပါအထိတက်ရောက်မှုရှိနေပါတယ်အဲ့ဒီအကြောင်းတွေကိုအသေးစိတ်ရှင်းပြရမယ်ဆိုရင် နံပါတ်၁ပညာရေးအတွက်အထောက်အကူဖြစ်မှုအင်တာနက်ကပညာရေးကဏ္ဍမှာအရန်ရေးကြီးတဲ့အခန်းကဏ္ဍကိုထမ်းဆောင်ပေးပါတယ်ရခင်ကလိုစာအုပ်တွေကိုပဲမိခိုပြီးတင် जा နေရတာမဟုတ်တော့ပါဘူးဒီနေ့ခေတ်မှာတော့ Google YouTube စတဲ့ website တွေကနေနိုင်ငံတကာအဆင့်ရှိတဲ့သင်ခန်းစာတွေကိုအခမဲ့သို့မဟုတ်ဈေးနည်းနည်းနဲ့လည်းလေ့လာနိုင်ပါတယ်တက္ကသိုလ်ကျောင်းသားတွေမှာမဟုတ်ပဲတက်ကြီးရွယ်ဦးတွေပါပညာတစ်ခုခုကိုသင်ယူနိုင်တာကအင်တာနက်ရဲ့တန်ဖိုးပါပဲနံပါတ်2ဆက်သွယ်ရေးအတွက်လွယ်ကူမှု အင်တာနက်ကနယ်နိမိတ်ကိုကျော်လွန်စေပါတယ်မက်ဆင်ဂျာ Telegram ဘိုင်းပါဆုံးစတဲ့အက်များကြောင့်နိုင်ငံခြားမှာရှိတဲ့မိသားစုတငယ်ချင်းတွေနဲ့တစ်စက္ကန့်အတွင်းဆက်သွယ်နိုင်ပါတယ်အကြောင်းအရာတွေပုံတွေနဲ့အတန်ဗီဒီယိုတွေကိုတစ်ချက်နဲ့ယုံနဲ့ပဲပေးပို့နိုင်တဲ့အတွက်ခီးဝေးနေသူတွေအတွက်အဆင်ပြေစေပါတယ်နံပါတ်3စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အင်တာနက်ကစီးပွားရေးကဏ္ဍမှာလည်းပြောင်းလဲမှုကြီးမားစွာဖြစ်စေပါတဲ့ Facebook ပေးတက်တိုးလျှော့ Luster ရှော့ပြီးစတဲ့ online ဈေးကွက်တွေကနေတွာလာစရာမလိုပဲကိုပိုင်ထုတ်ကုန်တွေကိုရောင်းနိုင်ပါတယ်လူငယ်တွေကလည်း freelance အနေနဲ့ graphic design ကိုတက် character စတဲ့အလုပ်တွေကိုအင်တာနက်မှာတဆင်လုပ်ပြီးငွေရှာနိုင်ပါတယ်ဒါကြောင့်အင်တာနက်ဟာစီးပွားရေးအခွင့်အလမ်းတွေကိုပိုမိုကျယ်ပြန့်စေတဲ့ဤပညာတစ်ခုဖြစ်ပါတယ်နံပါတ်၄သတင်းအချက်အလက်ရရှိမှုမြန်ဆန်ခြင်းအင်တာနက်ကြောင့်နောက်ဆုံးရသတင်းတွေကို မိနစ်အနည်းငယ်အတွင်းသိနိုင်ပါတယ်မီဒီယာတွေပညာရေးသတင်းတွေဤပညာနဲ့စီးပွားရေးဆိုင်ရာသတင်းတွေကိုအချိန်နဲ့တပြေးညီတိုက်ရိုက်ကြည့်ရှုနိုင်တာကြောင့်သတင်းအချက်လက်နဲ့ခေတ္တခြေနေပုံမှာအသိပညာပိုင်းကိုတိုးတက်လာစေပါတယ်နံပါတ်၅ပျော်ပါနှင့်ဖြောပြေးရေးကောင်းမှုအလောက်ကနေပြင်ပန်းလာတဲ့အခါမှာအင်တာနက်ကတခြင်းနှောင်းခြင်းစာအုပ်ဖတ်ခြင်းဗီဒီယိုကြည့်ခြင်း ဂိမ်းကစားခြင်းစတဲ့ဖြော်ပြရေးလည်းဖြစ်စေနိုင်ပါတယ်။ YouTube, Netflix, Spotify စတဲ့ platform တွေကြောင့်လူပေါ်ဝမှာပင်ပန်းမှုတွေကိုလျှော့ချနိုင်ပါတယ်။နံပါတ်6လူမှုကွန်ရက်တိုးချဲ့နိုင်ခြင်း Internet ကလူမှုပတ်ဝန်းကျင်အသစ်တွေကိုဖန်တီးပေးပါတယ်။ Facebook, Instagram, TikTok စတဲ့လူမှုကွန်ရက်တွေမှာစိတ်တူကိုယ်တူရှိသူတွေ၊အလုပ်ကိုင်အတွက်သင်ကန်းစာလိုသူတွေ၊သူတေသနာပြုသူတွေနဲ့တွေ့ဆုံနိုင်ပါတယ်။ဒါဟာလူပေါ်ဝအတွက်အသိပညာတိုးတက်စေသလိုမိတ်ဆွေအသစ်တွေလည်းရရှိစေပါတယ်။ နဘက်ခုနဲ့နီးပညာနဲ့လောကအမြင်တိုးတက်ခြင်းအင်တာနက်ကတစ်ကမ္ဘာလုံးရဲ့အမြင်ကိုဖော်ပြပေးပါတယ်နိုင်ငံသားတွေရဲ့အတွေးခေါ်ယဉ်ကျေးမှုနဲ့အသက်မွေးဝမ်းကြောင်းအချင်းစနစ်တွေကိုလည်းလေ့လာနိုင်တာကြောင့်လူတယောက်ရဲ့လောကအမြင်ကိုပိုကျေပြန့်လာစေပါတယ်အင်တာနက်ဟာလူတိုင်းအတွက်သုံးသင့်တဲ့နီးပညာတစ်ခုပါဒါပေမဲ့သုံးဆွဲပုံမကောင်းရင်လည်းအကျိုးမဖြစ်ပဲအနာတရားဖြစ်နိုင်ပါတယ်အရေးကြီးတာကအင်တာနက်ကိုအသုံးချရမှာအချိန်ထိန်းပြီးပညာစည်းပွားရေးနဲ့ကိုယ်ပေါ်ဝါတိုးတက်မှုအတွက်အသုံးချသင့်ပါတယ် 阿龙哥，记住这码嘞。